ရှေကုံမျိုးတွင်ဒုတိယအကြိမ်မီးစက်တဲ့ဆိုလာစွမ်းရည်တိုးလောင်းမှုကုန်စည်ပြပွဲအားလည်ရတာကျင်းပသွားမှာဖြစ်ကြောင်းသိရပါသည်။မြန်မာ Power and Solar Energy Storage Lighting Expo 2025လို့အမည်ပေးထားတဲ့မီးစက်တဲ့ဆိုလာစွမ်းရည်တိုးလောင်းမှုကုန်စည်ပြပွဲအားမေလာတရနေ့မှလည်ရနေ့ထိရှေကုံမျိုးအင်အားလေးဟိုတယ်ရှိရှေကုံ Convention Center မှာပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါသည်။ အဆိုပါပြပွဲအားမေလ၁ရက်နေ့မှ၃ရက်နေ့အထိရန်ကုန်ကိုဗက်ရှင်စင်တာမှာနနက်၉နာရီမှညနေ၅နာရီအထိ၎င်းမေလ၄ရက်နေ့မှာနနက်၉နာရီမှနေ့လယ်၂နာရီအထိ၎င်းပြုလုပ်သွားမှာဖြစ်ပါသည်။နိုင်ငံကကုမ္ပဏီအမှတ်တရစိတ်ပေါင်း150ကျော်ကဆိုင်ကဲပေါင်း80ကျော်လာရောက်ပြတ်တရောင်းချခဲ့တဲ့ မီးစက်နဲ့ဆိုလာစွမ်းအင်တိုးလောင်းမှုကုန်စည်ပြပွဲပထမအကြိမ်အားဇန်နဝါရီလ10ရက်ကရန်ကုန်မြို့ Convention Center မှာနနက်9:00နာရီမှစတင်ကျမခဲ့ပြီးဖြစ်ပါသည်အဆိုပါမီးစက်နဲ့စွမ်းရည်တိုးလောင်းမှုကုစည်းပြပွဲမှာတရုတ်ထိုင်းနဲ့အိန္ဒိယနိုင်ငံတို့ကကုမ္ပဏီပေါင်း150ကျော်ကလာရောက်ပြသရောင်းချခြင်းဖြစ်ပြီးဇန်နဝါရီလ10ရက်မှ17ရက်နေ့အထိရန်ကုန်မြို့ Convention Center မှာနနက်9:00နာရီမှညနေ9:00နာရီထိပြုလုပ်ခဲ့ခြင်းဖြစ်ပါသည် ပြပွဲတွင်ဆိုလာနှင့်မီးစက်များအပြင်အီလက်ထရောနစ်ကုန်ထုတ်များလည်းပါဝင်ပြသခဲ့ပြီးဆိုလာပြားများမလိုအပ်ပေဘက်ထရီစနစ်တွဲရဲ smart inverter များနဲ့ဆိုလာစောရင်များကိုစိတ်ဝင်စားလာရောက်ကြည့်ရှုဝယ်ယူသူများအထူးများပြခဲ့ကြောင်းသိရပါသည်လက်ရှိမှာရန်ကုန်မြို့အပါအဝင်ဒေသများစွာတွင်လျှက်စစ်မီပစ်တောက်မှုများရှိနေကြောင်းသိရပါသည်။တအားထုတ်လုပ်မှုရောနေနေရာကြောင့်ရန်ကုန်နေပြည်တော်မန္တလေးအပါအဝင်တနိုင်ငံလုံးမှာအလဲကျစနစ်နဲ့လျှက်စစ်မီပေးနေရတယ်လို့လျှက်စစ်စွမ်းအားဝန်ကြီးဌာနကထုတ်ပြန်ပါသည်။